မြန်မာစစ်တပ်သားမရှိရင်ဘယ်သူရှိလဲဆိုတဲ့အားပေါ့အဲ့တော့ဒီဘက်ကမပြနိုင်ဘူးလားဆိုတဲ့အတွေးခေါ်လဲဒီဘက်ကမပြနိုင်ဘူးလားဆိုတဲ့အမြင်လည်းရှိတာပေါ့နော်အဲ့တော့ဆက်ပြောမယ်ဆိုရင်အဓိကတရုတ်ကလည်းဆရာကြီးပေါ့တရုတ်ကဘာတွေပေးခဲ့တယ်လဲပြန်ကြည့်မယ်ဆိုဟာမြန်မာစစ်တပ်ကိုဆက်ပြီးတက်ရှင်ဘုတ်တန်ငွေကြီးကြီးကူညီတွေပေးခဲ့တယ်သူလိုအပ်နေတဲ့ political legitimacy လို့ခေါ်တဲ့ထောက်ခံမှုကိုသူပေးခဲ့တယ်ပြီးတော့စစ်ရေးကူညီတွေသူပေးခဲ့တယ်နောက်ဆုံးပေးအခုတုံးနေတဲ့ drone drone technology တွေဆိုရင် အတတ်ပညာတွေဆိုရင်ဒါတရုတ်စီကလာတာတွေဖြစ်တယ်ဟုတ်တယ်မလားပြီးတော့နံပါတ်၄အရေးကြီးဆုံးချက်ကတော့အခုမြန်မာစစ်တပ်ကိုတိုက်နေတယ်ဆိုတော့လက်နိုင်ကန်အဖွဲ့တွေကိုဖိအားအကြီးကျယ်ပေးခဲ့တယ်လက်နက်ဖြတ်တောက်မှုတွေသူလုပ်ခဲ့တယ်ဆိုတော့ကျွန်တော်တို့ဝါဝဲကြီးကြီးကချင်ဝဲကြီးကြီး MNDO ကိုကောင်ဝဲကြီးကြီးအခုနောက်ဆုံးပြီးတရနယ်လေးကိုပဲကြီးကြီးဒါတွေကိုလုပ်တဲ့အခါမှာ level ညှစ်ထားတဲ့အခါမှာ level ညှစ်ပြီးတော့သူက CEO ကိုခေါ်သွားပြီးတော့မှာ စိုင်းတုတ်ခိုင်းတယ် seize value ခိုင်းတယ်ဆိုတော့ဒါတရုတ်ကအဓိကအခရာကြတာပေါ့နော်ဆိုတော့ခုနပြန်ချုပ်ချင်တာကျွန်တော်ကအဲခုန debate rule လောက်တဲ့ကိစ္စမှာတော့သွေးခွဲအုပ်ချုပ်တဲ့နေရာမှာတော့မြန်မာစစ်တပ်နဲ့အတူတရုတ်ကလည်းပါတာပေါ့ United Senin လောက်ခဲ့တဲ့ဟာတွေပေါ့နော်အခုပြန်ကြည့်မယ်ဆိုရင်တော့ဆိုတော့ဒါကြောင့်လည်းကျွန်တော်ထင်တယ်ဒီလို seize fire တွေကလည်းဒီလိုအခုလိုငြင်းငြင်းကြီးနေဆိုတာလေဒီလိုအတင်းကျပ်လောက်တဲ့အတွက်ကြောင့်လည်းကျွန်တော်ထင်တယ်ရေရှိခံမယ်လို့တော့ကျွန်တော်မထင်ဘူး